ရှင်းလေးပဲရှိတယ်ဆုံးလဲစပွဲဝိုင်းမှာမိသားစု6ယောက်ကြည်ကြဲဝန်းထိုင်နိုင်တယ်ဆိုတဲ့အကြောင်းကိုအထွေကပကံများ6ချက်ချပြီးတော့တက်တည်ပြပေးထားဖြစ်ပါတယ်ရှင်မိသားစု6ယောက်ကိုဒီမှာကြည်ကြဲဝန်းထိုင်စားလို့ရပါတယ်အလဲဆုံးလဲဝိုင်းလေးမှာလည်းပကံကသာ3ချက်ကိုစံပယ်ပြပေးထားဖြစ်ပြီးတော့ပကံလုံး5လုံးလောက်ကိုထည့်ပြီးတော့ဟင်းပွဲရေးတင်ထားလို့ရပါတယ်ရှင်ဒီစပွဲရဖွဲ့စည်းပုံကတော့အပေါ်မှာနှစ်ပေဝိုင်းပြပါမယ်အလဲမှာဆိုလို့ရှိရင်အချင်းလေးပေစပွဲဝိုင်းရှိမယ် အောက်ခြေထောက်မှာတော့ပစ္စည်းတွေထည့်လို့ရတဲ့ပန်းချင်းဒီဇိုင်းကိုပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်ရှင်ဒီ twin square wide နဲ့ twin ဘောအတွက်ထိုင်ကုန်တွေကအတွင်လို့ဆိုင်မှာဒီဇိုင်း၅မျိုးလောက်ရှိပါတယ်เนาะဒါတွေကဒီဇိုင်း၅မျိုးတွေကမှတစ်မျိုးဖြစ်ပါတယ်သူ့ရဲ့ခြေထောက်ဒီဇိုင်းလေးကတော့ပုလုံးပုံစံပြောပြပေးထားပြီးတော့ဖင်ထိုင်ကအပြည့်ဖြစ်ပါတယ်ကျောမီတဲ့နေရာမှာနည်းနည်းလေးကော့ပေးထားတာဖြစ်တဲ့အတွက်ကျောမီတဲ့အခါမှာတက်တောက်တက်တာရှိပါတယ်ရှင် အသုံးပြုပေးထားတဲ့ဆေးသားကလည်းထမင်းဘူးဟင်းဘူးခံနိုင်ပါတယ်ရှင်။အပေါ်ပိုင်းကပလတ်စစ်သားနဲ့ဖုံးထားတာဖြစ်တဲ့အတွက်ရေဖိတ်သွားတဲ့အခါမှာစိတ်ဝင်သွားတာမျိုးမရှိပါဘူးရှင်။အဝတ်ကလေးနဲ့ပုတ်လိုက်ရုံနဲ့တင်ပြပါရစေ။ ဒီကျူပရီဘောကဆိုင်ရဲ့လိမ့်စာလေးကတော့အမှတ်၁၄ထူပါရုံလမ်း၂၀အနောက်နှစ်မြောက်ရက်ကွယ်တာကေတာမြို့နယ်ရန်ကုန်မြို့မှာတည်ရှိပါတယ်ရှင်။ဆိုင်ဖုန်းနံပါတ်လေးတွေကလည်းနှလုံးမဲ့အသုံးပြုပါတယ်။၃၉၈၈၃၈၂၉၉၄၄၉၉၆၆၅တို့ကနေတက်စစ်လေဗီဒီယိုကောခေါ်ပြီးတော့ဆက်သွယ်ဆုံးလမ်းမေးမြန်းနိုင်ပါတယ်ရှင်။နယ်မြို့နယ်တွေအတွက်တွေကတော့အရန်မဝေးတဲ့မြို့တွေဆိုလို့ရှိရင်ဆိုင်ကားနဲ့ဓာတ်ရိုက်ပို့ပေးတဲ့ service ရှိပြီးတော့အရန်ဝေးတဲ့မြို့တွေဆိုလို့ရှိရင်တော့အောင်မင်္ဂလာခေဘီးနောင်ခေတို့ကနေတက်စစ်ပါကင်ထုတ်ပြီးတော့ပို့ပေးပါတယ်။ပါကင်ထုတ်ကလေးတော့တက်တက်ောက်ပါတယ်ရှင်။အဲ့ဒီအင်းမြတ်ခိုင်ပါ